သူတည်းရဲ့သမီးကိုပြန်ပြီးဆွဲသွားတဲ့ရုရှားမာဖီးယားဂိုင်းကိုမြေလံခဲ့တဲ့ဂျေဂျီမင်္ဂလာပေါင်းနဲ့ခါးချောင်းနဲ့ညီကောင်းရင်းမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆိုချန်နယ်ကနေဦးစွာပထမနှုတ်ခွန်းဆက်တာလိုက်ပါရခင်ဗျာဒီနေ့မှာတော့သူတည်းရဲ့သမီးကိုပြန်ပြီးဆွဲသွားတဲ့ရုရှားမာဖီးယားဂိုင်းကိုမြေလံခဲ့တဲ့ဂျေဂျီကြောင့်ရိုက်ကိုထားတဲ့ A Walking Man ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇာတ်လမ်းလေးရဲ့အစမှာတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ဂျော်ဂျီလီဗျွန်ဂိတ်ကတော်ဝင်ရေတက်ကကွန်မန်ဒိုတအုပ်ဖြစ်ခဲ့ပြီး အခုတော့ဂါစီယာမိသားစုစောက်လုပ်ရေးမှာစောက်လုပ်ရေးလုပ်ငန်းခွင်ကြီးကြပ်သူဖြစ်အလုပ်လုပ်ကိုင်းနေခဲ့ပါတယ်။ပိုင်ရှင်ဂျိုးနဲ့ကာလာရိုလင်မယားရဲ့သူတို့သမီးဂျန်နီရယ်ကသူ့အတွက်မိသားစုဝင်တွေလိုဖြစ်နေခဲ့ကြပါပြီ။လီဘွန်ကပိုင်ရှင်မိသားစုနဲ့ရင်းနှီးတဲ့မိတ်ဆွေဆက်ဆံရေးရှိသလိုလူသားတွေအတွက်လည်းကောင်းမွန်တဲ့ကောင်းဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။လုပ်ငန်းခွင်မှာရှိနေတော့မာဖီးယားကိုင်းဝင်ငွေတိုးချေးတဲ့လူမိုက်တွေကအလုပ်သမားတစ်ယောက်ကိုရရန်ဆက်ဆံဆက်ဆံနေတာကိုသူကတတိထားမိခဲ့ပါတယ်။ သူကတံမိုရီထည့်ထားတဲ့ပုံးကိုကောက်ကင်ပြီးအနီးကပ်ကသူ့လူကအလုပ်ပြန်လုပ်ဖို့လိုကြောင်းဝင်ရောက်ပြောဆိုခဲ့ပါတယ်။ဒါမဲ့အဲ့ဒီလူမိုက်တွေကသူ့ကိုလက်လျူရှုခဲ့ပြီးတော့အလုပ်သမားကိုပညာပြနေခဲ့ကြပါတယ်။ဒါကသူတို့အတွက်မဟာမကြီးဖြစ်သွားခဲ့ပြီးတော့အီဗွန်ကစတင်တိုက်ခိုက်ကသူတို့အကုန်လုံးကိုကလေးတွေလိုထိုးချိန်ပြီးတော့လွှတ်ပေးခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမြင်တွေ့လိုက်ရတဲ့ဂျန်ဒီကသူ့စီရောက်လာကသူ့ရဲ့စွမ်းရည်တွေကြောင့်အန်အော်တုန်လှုပ်နေခဲ့ပါတယ်။ဒီနောက်မှာတော့ဂျန်ဒီကသူ့ကိုတင်ပေးဖို့တောင်းဆိုတော့သူကရင်မောနေခဲ့ပါတယ်။ ဂျန်နီကသူ့ရဲ့ဖွားလှုပ်ပေးလိုက်တဲ့အစားအသောက်တွေကိုသူ့စီပို့ပေးခဲ့ပေမဲ့သူကဂျန်နီကိုရံပွဲကိုမမြင်ကြအောင်သာဆောင်ပေးဖို့ပြောခဲ့ပါတယ်။ဂျန်နီကသဘောတူလိုက်ပြီးတော့ကုညီလိုအပ်တဲ့အခါမှာသူ့ရဲ့နောက်မှာရှိနေပေးဖို့သူ့ဘေကိုတောင်းဆိုခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဒီဘုံကတွေးရမယ့်ရက်ကိုရောက်လာတဲ့အတွက်သူ့ရဲ့သမီးမေရီကိုခေါ်ဖို့ကားမောင်းသွားခဲ့ပါတယ်။မေရီကလီဘုံကိုလုံးဝမကြိုက်တဲ့သူ့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့အမေရဲ့အဖေသူ့ဘိုးဒေါက်တာရော့နဲ့တူနေထိုင်တာပဲဖြစ်ပါတယ်။ ရောဂါအထင်းသေးဆုံးရှောက်ခွင့်ရထားသူဖြစ်ပြီးတော့မယ်ရီရဲ့အမေကိုညီလိုအပ်တုန်းကလီဘွန်ကသူ့ရဲ့ဘေးမှာမရှိခဲ့သလိုမယ်ရီကိုညီလိုအပ်တဲ့အခါကျရင်လည်းရှိလာမှာမဟုတ်ဘူးလို့သူကခံစားနေခဲ့ရတာဖြစ်ပါတယ်။သူကလီဘွန်ကိုကိုမိသားစုကိုလုံခြုံမှုမပေးနိုင်တဲ့လူတစ်ယောက်ဖြစ်ကြောင်းနဲ့သူ့ရဲ့ချုံထားတဲ့လူသက်သမားတစ်ယောက်သာဖြစ်ကြောင်းဆွဆဲလိုက်ပါတယ်။ရောဂါသူ့ကိုရန်စနေမှန်းသိတော့လီဘွန်ကသူ့ကိုဒေါသတကြီးနဲ့ပြန်လေတုတ်ပြန်မဲ့စားမယ်ရီကိုသာခေါ်ပြီးတော့ကားမောင်းထွက်လာခဲ့ပါတယ်။စားတော့ဆိုင်မှာလီဘွန်ကမယ်ရီနဲ့သူ့မိရဲ့တပ်ပုံကိုပေးလိုက်တဲ့အခါမှာတော့ မေရီရဲ့ယင်ထဲမှာခန်းစားချက်တွေရှုပ်ထွေးသွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဒီဗွန်ကသူ့ရဲ့ထိန်းသိမ်းခွဲရှေ့နေမက်နဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။လီဗွန်ဟာစစ်မှုထမ်းစဉ်ကရရှိခဲ့တဲ့မကုတ္တရသေးတဲ့စစ်တမ်းတင်စိတ်ဖိစီးမှုနဲ့ဥနောက်ထိခိုက်မှုတွေရှိနေကြောင်းဆွဆွဲပြီးတော့ဒါကသူ့ကိုကြမ်းပတ်မှုဖြစ်ပေါ်စေနိုင်တာကိုဂိုင်းဘက်ရှေ့နေဘက်ကထောက်ပြနိုင်ကြောင်းသူ့ရဲ့ရှေ့နေကပြောနေခဲ့ပါတယ်။သူ့ရဲ့22နှစ်တာစစ်မှုထမ်းဆောင်ခြင်းကအခုတော့ပြည်မှုတစ်ခုလိုဖြစ်လာတာကြောင့်လီဗွန်တယောက်စိတ်ပြေသွားခဲ့ပါတယ်။သူတို့ကကြီးကြပ်မှုအောက်တွဲဆောင်ခွင့်နဲ့ တပတ်ကို2နာရီကနေနှစ်ပတ်ကို2နာရီသာတွေ့ဆုံခွင့်ကိုလျှော့ချဖို့တောင်းဆိုနေကြတော့ဂျီနီကပူဆူလာခဲ့ပါတယ်။ဒီဘုံကတိုက်ခိုက်ဖို့အသင့်ရှိနေခဲ့ပြီးဒေါ်လာတောင်းဆိုထားကြောင်းမက်ကိုပြောခဲ့ပါတယ်။ဒါပေမဲ့မက်ကသူ့ကိုထရက်ကားထဲမှာအိတ်နေရတဲ့အချက်ကိုထောက်ပြခဲ့ပါတယ်။ဒီဘုံကဒါကိုပြင်ဆင်ဖို့ဂရီပေးခဲ့ပေမဲ့ရောဂါသူ့ကိုဘာကြောင့်ဒီလောက်မုန်းနေတာလဲလို့မက်ကသိချင်နေခဲ့ပါတယ်။ဒီဘုံကသူ့ရဲ့သမီးတေဆုံးမှုအတွက်သူတာဝန်ရှိတယ်လို့ရောဂါထင်နေကြောင်းထုတ်ပြောလိုက်ပါတယ်။ဒါပေမဲ့လည်းသူမိမကကိုကိုကိုအဆုံးစီရင်ခဲ့တာဖြစ်တဲ့အတွက် အဲ့ဒီချိန်တုန်းကလီဝန်ကတာဝန်ထမ်းဆောင်ရင်နိုင်ငံရဲ့ချားမှာရောက်နေခဲ့တာဖြစ်ပါတယ်။ရောမအားကောင်းပြီးဈေးကြီးတဲ့ဥပဒေရေးရအခွဲတစ်ခုရှိတာကြောင့်သူတို့လုံနိုင်တာအကောင်းဆုံးကတော့လက်နက်ချပြီးတော့ညှိနှိုင်းခြင်းသာဖြစ်ကြောင်းမက်ကထုတ်ပြောခဲ့ပါတယ်။ဒါမဲ့လီဝန်ကဒါကိုလက်မခံခဲ့ပဲနဲ့ပတ်စံထုတ်ပြီးတော့တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီညမှာဂျင်နီနဲ့သူ့ရဲ့တငယ်ချင်းတွေဟာကျောင်းပေးရမှာကဲဖို့အတွက်ကလပ်တစ်ခုကိုရောက်လာခဲ့ကြပါတယ်။လီဝန်ကတော့နောက်ဆုံးမှာခန်းတကန်းကိုငားခဲ့ပါတယ်။ ကံကောင်းစွာပဲဂျန်နီနဲ့သူ့ရဲ့တငယ်ချင်းတွေကိုရုရှားလူကုန်ကူးသူနှုတ်ဖြစ်တဲ့ Viber နဲ့ Artemis တို့ကမျက်စိကြားသွားပါတယ်။ Artemis ကသူ့ရဲ့ပုံကိုစတိုင်ကြကြရိုက်ယူနေခဲ့ပါတယ်။ဘာမှမသိတဲ့ကော်မန်လေးတွေကတော့သူ့ရဲ့နောက်ဆုံးနေရာမှန်းမသိဘဲနဲ့ဘားတစ်ခုစီကိုရောက်တဲ့အထိပျော်ရွှင်နေခဲ့ကြပါတယ်။ဂျန်နီကအရက်ဖြော်ပေးတဲ့ Ronnie ကိုစပွဲတစ်လုံးတောင်းခဲ့ပြီးအကြည့်ချင်းဆုံရင်းနေကောင်ကသူကသူ့ရဲ့နံမီကိုတည်သွားခဲ့ပါတယ်။သူ့တငယ်ချင်းတွေစီပြောင်းထုတ်တဲ့အခါမှာတော့ Ronnie ကချက်ချင်းစာတို့တစ်စောင်ပို့လိုက်ပါတယ်။တကယ်တော့ Ronnie ကလူကုန်ကူးသူတွေနဲ့အတူလှုပ်လှုပ်နေတာပဲဖြစ်ပါတယ်။ ဘင်ကလေးတွေတဲကတယောက်ဖြစ်တဲ့နီနာကအော့အန်ဖို့အတွက်အင်းသာစီသွားခဲ့ပြီးဂျန်နီကသူ့ကိုကူညီဖို့နောက်ကနေလိုက်သွားခဲ့ပါတယ်။ရော်နီကအဲ့ဒီအကြောင်းကိုနောက်ထပ်စာတို့တစ်စောင်ပို့ခဲ့ပြန်ပါတယ်။နီနာအစဉ်ပြေတာတေချာတော့မှပဲဂျန်နီကအင်းသာကနေထွက်လာခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲသူ့ကို Viber ကပြန်ပြီးဆွဲသွားခဲ့ပြီးတော့အာတမစ်ကလည်းသူ့ကိုကားပေါ်တက်ခိုင်းကထမောင်းထွက်သွားခဲ့ပါတယ်။ဘင်နာနီမှာလီဘွန်ကအလုပ်ကိုပြန်ရောက်လာပြီးတော့ရဲတွေထွက်သွားတာမြင်လိုက်ရတော့အံ့အားသင့်နေခဲ့ပါတယ်။ဂျိုးနဲ့ကာလာကလည်းငိုယိုပြီးတော့ဂျန်နီပျောက်ဆုံးနေကြောင်းသူ့ကိုပြောပြလိုက်ပါတယ်။ ဂျယ်ရီကဒီလိုမျိုးမှုတွေကိုလေးနဲ့မထားတာကိုသိတာကြောင့်ဂျန်နီကိုရှာဖွေဖို့သူ့ကိုကူညီတောင်းခဲ့ကြပါတယ်။ဂျိုးကလီဗွန်စက်တက်မှာဂျာကြီးတာဝန်ထမ်းဆောင်ခဲ့တာကိုသိပေမဲ့လီဗွန်ကအခုပြောင်းလဲသွားပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။သူ့ရဲ့သဘောထားကိုပြောင်းလဲအောင်လို့သူတို့ကဒေါ်လာ9000နဲ့ကန်လန့်ခဲ့ပေမဲ့လမ်းစိတ်အတွက်နောက်ထပ်ဒေါ်လာ2000တိုးပေးခဲ့ပါတယ်။ဒါမဲ့လီဗွန်ကဟန်ဆောင်နေတာမဟုတ်ကြောင်းပြောဆိုလိုက်ပြီးဆက်လက်ပြီးငင်းဆန်နေခဲ့ပါတယ်။နောက်တစ်ခါမှာတော့လီဗွန်ကသူ့ရဲ့တငယ်ချင်းအောင်ဖြစ်ပြီးတော့မြင့်မမြင်ဖြစ်တဲ့ရေတပ်ကွန်မန်ဒိုဟောင်းဂန်နီကိုသွားတွေ့ခဲ့ပါတယ် ။ဒီဘောင်ကဂျန်နီအကြောင်းသူ့ကိုပြောပြပြီးတော့ဂန်နီကသူ့ကိုကယ်တင်စေခြင်းသူကကြိုးစားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒီဘောင်ကဂျန်နီကိုသူ့ရဲ့နောက်မှာရှိနေမယ်လို့ပြောခဲ့ကြောင်းထုတ်ပြောခဲ့ပြီးဂန်နီကသူ့ကိုတတိယအကြောင်းလီဗွန်ဆုံးဖြတ်ပြီးသားအရာတစ်ခုအတွက်သူ့ရဲ့ခွင့်ပြုချက်မလိုအပ်ကြောင်းပြောခဲ့ပြီးတော့လီဗွန်ကိုရေအောင်လုပ်ပေးခဲ့ပါတယ်။နောက်တစ်ရက်မှာလီဗွန်ကဂါစီယာရဲ့အိမ်ကိုသွားခဲ့ပြီးတော့ဂျိုးကဂျန်နီစန်ဒီယာတီးနေတဲ့ဗီဒီယိုကိုကြည့်နေတာကိုတွေ့ခဲ့ပါတယ်။သူကဂျိုးကိုသူ့ရဲ့မိသားစုကမျှော်လင့်ချက်လိုအပ်နေကြောင်းပြောခဲ့ပေမဲ့ ဂျိုးကသူတို့ကိုယင်ဆိုင်ဖို့ကိုကိုကိုမျှော်လင့်ချက်မရှိခဲ့ပါဘူး။ဒီဘွန်ရဲ့ဇနီးကွယ်လွန်သွားပြီးသူကရေတက်ကထွက်လာတဲ့အခါမှာတော့လူများစုကသူ့ကိုလက်လျှော့သွားခဲ့ပေမဲ့လည်းဂျိုးကတော့အဲ့လိုမျိုးပဲနဲ့သူနဲ့သူ့ရဲ့မိသားစုကလီဘွန်ကိုစိတ်ရှိပေးခဲ့ကြတာပဲဖြစ်ပါတယ်။အဲဒါကြောင့်လီဘွန်ကသူတို့ကိုသူ့ရဲ့မိသားစုဖြစ်လက်ခံခဲ့တာလည်းဖြစ်ပါတယ်။ဒီနောက်မှာတော့သူကဂျန်နီကိုအိမ်ပြန်ခေါ်လာခဲ့မယ်လို့ကတိပေးခဲ့ပြီးတော့ဂျိုးကိုလည်းစိတ်သက်သာရာရောက်အောင်နှစ်သိမ့်ပေးခဲ့ပါတယ်။နောက်တစ်ရက်မှာလီဝန်ကသူ့ရဲ့စုံစမ်းထောက်လှမ်းမှုကိုစတင်ခဲ့ပြီးတော့အချက်လက်များပြားလည်းရရှိခဲ့ပါတယ်။ ဂျန်နီကိုနောက်ဆုံးမြင်ခဲ့ရတဲ့ဘားကိုသူကတွေးခဲ့ပြီးတော့အဲဒီကိုသွားခဲ့ပါတယ်။အရေးတွေတဲကနေစောက်ကျင်ရော်နီကသူ့လူတွေကိုလျှို့ဝှက်မှုရစေရောင်းနေတာကိုသူကမြင်တွေ့ခဲ့ရပါတယ်။အဲဒါကြောင့်သူကဓားပုံရိုက်ဖို့နောက်ဘေးကိုထွက်လာခဲ့ပါတယ်။နောက်တစ်ခါမှာတော့ရော်နီကတညတာအတွက်ဆိုင်ကိုတော့ခတ်ပြီးတော့ကားပေါ်တက်ကအိမ်ပြန်လာခဲ့ပါတယ်။သူက သူ့ကားတာယာမှာချီယာကန်ကရိယာတက်စင်ထားတာကိုမသိခဲ့ပါဘူး။စောင်းနေစေဖြစ်တဲ့လီဘွန်ကခလန်းလန်းကနေသူ့နောက်ကိုလိုက်လာခဲ့ပါတယ်။ရော်နီတောင်အင်ကိုရောက်တဲ့အခါမှာတော့စေးသွုံးဖို့လုပ်နေတော့ ဒီဘုံကသူ့ရဲ့ကားလေးကခြေအကံကရိယာကိုထုတ်လိုက်ပါတယ်။သူကတော့ကိုဖွင့်ပြအထဲကိုဝင်လာခဲ့ပါတယ်။ရော်နီကသူ့ရဲ့တနက်ကိုလမ်းယူခဲ့ပြီးမြဲလဲဒီဘုံကသူ့ကိုတနက်နဲ့ချိန်ထားခဲ့ပြီးငြင်းငြင်းနေခိုင်းခဲ့ပါတယ်။ဒီနောက်မှာတော့သူကဂျင်နီရဲ့ဓာတ်ပုံကိုပြပြီးတော့သူ့ကြောင်းမေးခဲ့ပြီးမြဲလဲရော်နီကဘာမှမသိကြောင်းညှင်းဆိုနေခဲ့ပါတယ်။ဒီဘုံကတော့လူတွေလိန်တက်ကြောင်းနဲ့သူ့ကိုမယုံကြောင်းပြောခဲ့ပါတယ်။ရော်နီကဂူမဆိုင်တဲ့ပုံစံနဲ့ဆေးဆက်သုံးနေခဲ့တဲ့အခါမှာတော့ ဒီပုံကချက်ချင်းဆိုလိုသူ့ကိုရေချိုးကန်ထဲမှာကြိုးကြည့်ပြီးမျက်နှာကိုတပတ်နဲ့ဖုံးကရေပိုက်ကိုဖွင့်နေရော်နီကိုရင်နှစ်နေခဲ့ပါတယ်။ဒီနောက်မှာတော့ရော်နီလည်းဒီလူတွေကအစင်းမြင့်ပြီးတော့မျိုးရိုးတစ်ခုလုံးကိုရှင်းပြတတ်ကြောင်းသူ့ကိုအသေးအံထုတ်ပြောလိုက်ရပါတယ်။ဒါမဲ့လီဗွန်ကနံပြူတွေတိကျင်နေခဲ့ပါသေးတယ်။အဲဒီအချိန်မှာသူကရော်နီကိုလှမ်းခေါ်နေတဲ့မျိုးသားနှစ်ယောက်ရဲ့အတန်ကိုလည်းကြားခဲ့ရပါတယ်။လီဗွန်ကတနက်ကိုဆွဲယူခဲ့ပေမဲ့လည်းရော်နီကအော်ဟစ်ပြီးတော့သူ့တငယ်ချင်းတွေကိုတတိပေးလိုက်တော့သူတို့လည်းတနက်တွေကိုထုတ်ခဲ့ကြပါတယ်။ ရော်နီကိုလူသားတိုင်းကအဖြစ်သုံးပြုပြီးတော့လီဗွန်တယောက်တကားကိုဖွင့်ခန်းခဲ့ပါတယ်။ဒီမိုက်တွေစီကနေလာတဲ့ဂျီဆန်တွေကလည်းသူတို့ကိုကြိုးစိုးခဲ့ပြီးတော့ကံမကောင်းစွာနဲ့ရော်နီတယောက်ထိမှန်သွားခဲ့ပါတယ်။အဲဒီနောက်မှာလီဗွန်ကလူမိုင်းတယောက်ကိုပြက်ကတ်ပြီးတော့သူတို့ကိုချက်ချင်းတပ်ပစ်ခဲ့ပါတယ်။လီဗွန်ကလက်ဝက်ပြီးတော့အလောင်းတလောင်းကိုစစ်ဆေးကြည့်တဲ့အခါမှာတော့တက်တူးတစ်ခုကြောင့်သူတို့ကရုရှားလူမျိုးတွေမှန်သဘောပေါက်သွားခဲ့ပါတယ်။အဲဒီနောက်မှာသူကသူတို့ရဲ့အိတ်ကတ်တွေကနေပတ်စံတွေကိုယူပြီးတော့တနတ်ကိုဆွဲယူကာထွက်လာခဲ့လိုက်ပါတယ်။ ။ဒီချိန်ထဲမှာပဲဂျန်ဒီကချိုခန်းထဲမှာစိတ်မကောင်းစွာနဲ့သူ့မိကိုတန်းတားရင်းနဲ့မိုင်မဲမိခဲ့တဲ့အတွက်တောင်းပန်ကြောင်းပြောနေခဲ့ပါလေ။နောက်တစ်ရက်မှာလီဗွန်တယောက်ကားထဲကနေရော်နီရဲ့အိမ်ကိုစောင့်ကြည့်နေခဲ့တဲ့အခါမှာအမျိုးသားတယောက်နဲ့လူမိုက်နှယောက်ကြောက်လာတာကိုသတိထားမိခဲ့ပါလေ။အဲ့ဒီမျိုးသားကရုရှားမာဗီးယားရာဇဝတ်အဖွဲ့ဖြစ်တဲ့ပရဘားရဲ့ဥပဒေဘက်တော်သားဆိုင်မွန်ကေချန်ကိုအတွက်အလုပ်လုပ်တဲ့အစင်းမြင့်ဘိုးကြီးဝီကိုလီစနစ်ပဲဖြစ်ပါတယ်။ဒီမိုင်းနှစ်ယောက်ကတော့ဆိုင်မွန်ရဲ့သားတွေဖြစ်ကြတဲ့ဒါနဲ့ဗန်ကိုလိုပဲဖြစ်ပါတယ်။ သူတို့ကဒီလူတွေတယောက်နဲ့တယောက်ပြစ်ခတ်ခဲ့ကြတယ်လို့ထင်ခဲ့ကြပေမဲ့ဟိုကတခုခုမှားယွင်းနေကြောင်းသတိထားမိခဲ့ပါတယ်။ဒေါ်လာ9000ပျောက်ဆုံးနေပြီးတော့ကြီးစံတန်ရာကလည်းရှော့ကန်တနက်နဲ့ပြစ်တာဖြစ်နေခဲ့ပါတယ်။နောက်ပိုင်းမှာအတန်ရှင်အဖွဲတခုရောက်လာခဲ့ပြီးအလောင်းတွေကိုဖယ်ရှားနေချိန်မှာဒီဘုံကကားတွေကနေစောင့်ကြည့်နေစေဖြစ်ပြီးတော့အမှတ်စုရေးထားခဲ့ပါတယ်။အဲဒီနောက်အမေရိကသူ့ကိုဗီဒီယိုကောခေါ်လိုက်ပါတယ်။အမေရိကအကြောင်းကနေသူ့ကိုခေါ်ဆိုခဲ့မှရှိပေမဲ့သူ့ကိုနှုတ်ဆက်ပြီးချစ်တဲ့ကြောင်ပြောလိုက်တဲ့အခါမှာတော့လီဗွန်တယောက်ပျော်ရှင်သွားရပါတယ်။ ဘယ်ရီကဖုံးချသွားတဲ့ခါမှာတော့လီဝွန်ကအလုပ်ပေါ်ပြန်လဲအာယုံစူးစိုက်ခဲ့ပြီးတော့ဝိုးကလူမိုက်တွေနဲ့တူထွက်ခွာသွားတာကိုမြင်ခဲ့ရပါတယ်။သူကဝိုးရဲ့အိမ်ကိုရောက်တဲ့အထိခလန်းလန်းကနေချက်ချင်းကိုလိုက်လာခဲ့ပါတယ်။လီဝွန်ကတတော်ရဲကနေဖြတ်သွားကဝိုးကိုအထဲကနေစောင့်ကြည့်ဖို့ကင်မရာကိုတက်ဆင်လိုက်ပါတယ်။အလုပ်လုပ်နေတော့ဝိုးရဲ့ဇနီးကသူ့ကိုအိယာပေါ်လာခိုင်းခဲ့ပေမဲ့ဝိုးကသူ့ကိုရိုက်နှက်လိုက်ပါတယ်။လီဝွန်ကအကုန်လုံးကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပြီးတော့သူ့ရဲ့အတန်တွေကိုလည်းတန်ဖက်ဆက်ကနေကြားနေခဲ့ရပါတယ်။ ဇနီးကဒေါသကြီးနဲ့အိမ်ကနေထွက်ခွာသွားတဲ့အခါမှာတော့ဒီဝန်လက်အဲကိုဝင်ရောက်လာခဲ့ပြီးတော့ဟိုရောက်လဲအန်အောသွားခဲ့ပါတယ်။ဒီဝန်ကအက်စ်ပရက်ဆိုဆက်ကနေကော်ဖီပူလေးကိုသူ့မျက်နှာပေါ်လောင်းချပြီးတော့တတိတစ်ချက်နဲ့သူ့ကိုလဲကြသွားအောင်ထိုးခဲ့ပါတယ်။ဒီနောက်မှာတော့လီဝန်ကဝုတ်ကိုရေကူးကန်နားကကလေတိုင်ပေါ်ကျိုးတုပ်ချီထားခဲ့ပြီးဂယူးမဆိုင်ဘဲနဲ့စားတောက်နေခဲ့ပါတယ်။သူကကလေတိုင်ကိုနောက်ဘက်ကိုတွန်းလှန်လိုက်ပြီးတော့ဝုတ်ကိုလည်းရေကန်နဲ့တဝက်လောက်စောင်းစီခဲ့ကတန်ကျိုးတစ်ချောင်းကကလေတိုင်ကိုပြုံးမကြအောင်ရပ်တန့်ထားခဲ့ပါတယ်။ ။ဟိုကသူပါဝင်တဲ့အဖွဲ့ကိုပြောပြခဲ့ပြီးသူကယာရုကြည်ကြောင်ပြောဆိုခဲ့ပေမဲ့ဒီပုံကတော့ဘရက်ဘာအကြောင်းကိုသာသိကျင်နေခဲ့ပါတယ်။ဟိုကလီပုံကိုချင်းချောက်ခဲ့ပေမဲ့လည်းဒီပုံကဒါကိုဂယူးမဆိုင်ပဲနဲ့သူ့ကိုရိုက်ခဲ့ပြီးတော့သူမိမကိုရိုက်ခဲ့တဲ့အတွက်ဖြစ်ကြောင်ပြောဆိုနေခဲ့ပါတယ်။ဟိုကသူ့ရဲ့ဇနီးဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့နောက်ထပ်ထပ်ရိုက်ခံခဲ့ရပါတယ်။ဒီဘုံကပဆန်ကိုရေကန်နဲ့လွှတ်ပစ်ခဲ့ပြီးတော့သူကတကိုးမုံကြောင်ဝေါ်ကိုပြောခဲ့ပါတယ်။သူကဂျင်နီရဲ့တပ်ပုံကိုလည်းပြသပြီးတော့ပြန်ပြီးဆွဲခံထားရကြောင်းကိုပြောပြလိုက်ပါတယ်။ ဒီနောက်မှာတော့ဝိုးကဒီမီဆိုတဲ့နာမည်တစ်ခုကိုသာဖော်ပြခဲ့ပြီးရုရှားဘာသာနဲ့ဒေါသတချီကိုပြောဆိုနေလိုက်ပါတယ်။ဒီဘုံကဂျင်းနီကိုပဲတောင်းခဲ့ပေမဲ့ဝိုးကတော့လီဘုံဟာဘသူလဲဘယ်ကလဲဆိုတာကိုသိချင်နေခဲ့ပါတယ်။သူစီကနေဘာမှမရနိုင်တော့တာကိုသဘောပေါက်သွားတော့ဒီဘုံတယောက်တန်ကျိုးကိုဖြုတ်လိုက်ပြီးတော့ဝိုးတယောက်လည်းရေကန်ထဲကျကာရင်းနဲ့သွားတာကိုလီဘုံကကြည့်နေခဲ့ပါတယ်။အပြင်ဘက်မှာလီဘုံကရိုဝါရှားဘာသာစကားကိုပြောနေတာကိုသူ့ရဲ့ဖုန်းကနေဘာသာပြန်ဆိုခဲ့ပြီးတော့ဒီမီကဘသူလဲဆိုတာကိုတွေးတောနေခဲ့ပါတယ်။ နောက်ထပ်မှာတော့အစောပိုင်းကတန်ရှင်းအဖွဲ့ကအိမ်ကိုရောက်ရှိလာခဲ့ပါတယ်။ဆိုင်မွန်လည်းရောက်ရှိလာခဲ့ပြီးဒါနဲ့ဗန်ကူကလည်းသူ့ကိုတလီတစာနှုတ်ဆက်ခဲ့ကြပါတယ်။အထက်မှာသူတို့က CCTV ကိုကြည့်ရှုခဲ့ကြပြီးတော့ဆိုင်မွန်ကလီဝင်ရဲ့ယူရဲချက်တွေကိုမေးခွန်းထုတ်နေခဲ့ပါတယ်။ဒီကဝေရဲ့သားဖြစ်ပြီးတော့စူးစမ်းဖို့အတွက်စိုးသွမ်းမှုကိုပိုပြီးနှက်သက်သူဖြစ်ကြောင်းသိခဲ့ရပါတယ်။ဆိုင်မွန်ကဒါနဲ့ဗန်ကူကိုညွှန်ကြားရင်းနဲ့အဲ့လူကိုသူ့စီကိုခေါ်လာခိုင်းခဲ့ပါတယ်။နောက်တစ်ရက်မှာလီဝင်ကဒီအေကသူ့ရဲ့ဆက်သွယ်ကိုခေါ်ဆိုခဲ့ပြီးတော့ ဒီမီကဝိုးရဲ့လုံးဖော်ကိုင်ပဲဖြစ်နိုင်ကြောင်းယူဆကသူ့အကြောင်းကိုမေးမြန်းလိုက်ပါတယ်။အေဂျင့်ကဝိုးဟာမာဖီးယားဗိုလ်ကြီးဖြစ်တဲ့အတွက်သွားမရှုပ်ခြင်းကြောင်းကိုသူ့ကိုပြောခဲ့ပါတယ်။ဒါမဲ့လီဗွန်ကနောက်ကျသွားပြီဖြစ်ကြောင်းနဲ့ဒီမီကလူကုန်ကူးမှုပါဝင်နိုင်ကြောင်းပြောခဲ့ပြီးရှာဖွေစစ်ဆေးဖို့နဲ့အချက်လက်တခုခုရနိုင်မလားဆိုတာကိုရှာကြည့်ဖို့သူ့ကိုတောင်းဆိုလိုက်ပါတယ်။ရုရှားတွေအတွက်မူရစ်စေဝါရောင်းချတဲ့ဘားတစ်ခုကြောင်းအေဂျင့်ကသူ့ကိုပြောပြပြီးတော့အဲ့ဒီနေရာကိုသွားကြည့်ဖို့အကြံပေးလိုက်ပါတယ်။နောက်တစ်ခါမှာတော့ဒီဗွန်ကအဲ့ဒီကိုသွားခဲ့ပြီးတော့ဘီယာမှာတောက်နေခဲ့ပါတယ်။ ုံညောင်းကန်းထဲမှာအာတမစ်ကကင်မရာမှတ်တမ်းကိုကြည့်နေချိန်မှာတက်ကြီးဆိုတဲ့မျိုးသားတယောက်ကသူ့နားကိုချဉ်ကပ်လာခဲ့ပါတယ်။သူကလီမွန်ကိုတတိထားမိခဲ့ပြီးရဲဖြစ်နိုင်ကြောင်းနဲ့သူ့ကိုမကြိုက်ကြောင်းတက်ကြီးကိုပြောခဲ့ပါတယ်။နီးပညာမြင့်ကင်မရာနဲ့သူကသူ့ရဲ့အိတ်ကပ်ထဲကတနက်တလက်ရှိတာကိုလည်းသဘောပေါက်ခဲ့ပြီးတော့တက်ကြီးကသူ့ကိုရင်ဆိုင်ဖို့အတွက်ထွက်သွားခဲ့ပါတယ်။လီမွန်ကသူယူလာတဲ့ပတ်စံကိုပြသခဲ့တဲ့အခါမှာတော့တက်ကြီးကသူ့ကိုအထဲကိုလိုက်လာဖို့ပြောခဲ့ပါတယ်။အဲဒီမှာသူက တာဝန်ခံဖြစ်တဲ့ Dash နဲ့တွေ့ဆုံလာရပါတယ်။ ဒါကသူ့ကိုတနက်ကြောင်မေးမြန်းခဲ့ပြီးတော့လီဘွန်ကလည်းလုံခြုံရေးအတွက်ဂျိုတင်ကာကွယ်မှုသာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အာတဲမက်ကတော့လီဘွန်ဟာရဲဖြစ်ကြောင်းဒက်ကိုတိုးတိုးလေးပြောနေခဲ့ပါတယ်။လီဘွန်ကညှင်းဆိုခဲ့ပေမဲ့ဒက်ကတော့သူ့ရဲ့အိတ်ကတ်တွေထဲမှာရှိသမျှအရာအားလုံးကိုထုတ်ပြဖို့တောင်းဆိုလိုက်ပါတယ်။လီဘွန်ကသဘောမတူတဲ့အခါမှာတော့ဒက်ကလည်းသူ့ရဲ့မော်တော်ဆိုင်ကခြင်သားတွေကိုသူ့ကိုကင်တွယ်ဖို့အတွက်အချက်ပြလိုက်ရပါတယ်။ဒါပေမဲ့ဒါကလီဘွန်အတွက်အလွန်လွယ်ကူတဲ့အရာတစ်ခုဖြစ်ပြီးတော့ချွေးတော်မထွက်လိုက်ဘဲနဲ့တိုက်ခိုက်မှုမှာသူတို့အားလုံးကိုလွယ်တကူနိုင်နိုင်ခဲ့ပါတယ်။ ဒက်ကသူ့ကိုသဘောကျသွားခဲ့ပြီးတော့သူ့ရဲ့လက်ကိုလမ်းဆွဲကရဲမုပ်ပဲလူသမားတယောက်ဖြစ်ကြောင်းပြောဆိုနေခဲ့ပါတယ်။ဒီဘုံကစသားဖြစ်ခဲ့လားလို့သူကသိကျင်နေတဲ့အခါမှာတော့ဒီဘုံကအချိန်ဖြုံးမနေနဲ့လို့သူ့ကိုထဲပြောခဲ့ပါတယ်။ဒက်ကလည်းအရင်ကစသားတယောက်ဖြစ်ခဲ့ပြီးတော့သူတို့ကထိုင်ပြီးတော့ဆွေးနွေးခဲ့ကြတာပါ။အဲနောက်ဒီဘုံကဘာလုဂရက်မျိုးစားမွေးရဆေးဝါးဝယ်ခြင်းကြောင်းပြောနေခဲ့ပါတယ်။ဒက်ကဘာလို့သူတို့စီကိုတိုက်ရိုက်လာတာလဲလို့သိကျင်နေပေမဲ့ဒီဘုံကတော့သူ့ရဲ့ချီကာဂိုကအဆက်အသွယ်ကပျောက်ဆုံးသွားတဲ့အတွက် သူကအချိန်ကိုပြုံးမဲ့နဲ့လာခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။အဲဒါကြောင့် Dash ကသူ့ကိုယုံကြည်ခဲ့ပြီးတော့ပေါင်တိုးရဲ့အတွက်ဒေါ်လာ9000လုံးနဲ့သဘောတူပေးခဲ့ပါတယ်။ Dash ကနောက်တစ်ရက်မနက်မှာပတ်စံနဲ့တူကဖေးတစ်ခုစီကိုလာဖို့သူ့ကိုပြောခဲ့ပြီးတော့လီဝန်ကလည်းထွက်လာခဲ့လိုက်ပါတယ်။သူကစီစဉ်ထားတဲ့အတိုင်းနောက်တစ်ရက်မနက်မှာတော့ချိန်ထားတဲ့နေရာကိုရောက်ရှိခဲ့ပြီးမနက်စာစားနေတဲ့ Deggy နဲ့ Artemis တို့ကိုမြင်ခဲ့ရပါတယ်။ Artemis ကစပွဲအောက်မှာတနက်နဲ့ချိန်ထားခဲ့ပေမဲ့လီဝန်ကတော့သူ့ကိုပတ်စံပဲပေးခဲ့ပါတယ်။ သူကလီဘုံကိုဘန်နာဖုန်းတစ်လုံးကိုပြစ်ပေးခဲ့ပြီးတော့တက်ကီကသူ့ရဲ့မူရဲ့စေဝါများဘယ်မှာရှိတယ်ဆိုတာကိုပြောပြဖို့ဖုန်းကောတစ်ခုရလိမ့်မယ်လို့သူ့ကိုပြောခဲ့ပါတယ်။လီဘုံကထွက်သွားဖို့မတ်တပ်ရက်ခဲ့ပေမဲ့တက်ကီကိုလဲစားမှုတွေမလုပ်ဖို့တတိပေးခဲ့ပါတယ်။သူကကားကိုမောင်းထွက်လာတဲ့အခါမှာတော့ဖုန်းကောဆိုမှုတစ်ခုရရှိခဲ့ပြီးဒက်ကမူရဲ့စေဝါတွေကသူ့ရဲ့ထိုင်ကိုအောက်မှာရှိကြောင်းကိုပြောနေခဲ့ပါတယ်။လီဘုံကအဲ့ဒီမှာတကယ်ပဲရှိနေတာကိုမြင်ခဲ့ရပြီးတော့ဒက်ကသူ့ကိုစေဝါရေးကြောင်းဆက်ပြောနိုင်အောင်ဖုန်းကိုတင်ထားပေးဖို့သူ့ကိုပြောခဲ့ပါတယ်။ တရားတစ်ခုစီရောက်တဲ့အခါမှာတော့လီဝန်ကမွေးရစေးတွေကိုမြစ်ထဲပစ်ချပြီးတော့မောင်းထွက်လာခဲ့ပါတယ်။အဲဒီညမှာအာတမစ်နဲ့ဘိုင်ဘာတို့ကတော့ဂျန်နီကိုဖောက်တဲ့တယောက်စီကိုပို့ဆောင်ခဲ့ကြပါတယ်။သူတို့ကဒီမီအတွက်အလုပ်လုပ်ကြတာဖြစ်ပြီးတော့ဖောက်တဲ့ကသူတို့ကိုသဘောတူထားတဲ့အချိန်ငွေပမာဏပေးချေလိုက်ပါတယ်။ဖောက်တဲ့ကဂျန်နီနဲ့အတူပျော်ပါဖို့အထက်ကိုဝင်သွားခဲ့ပေမဲ့မကြခင်မှာပဲသွေးတွေပွေပွားပြီးတော့ထွက်လာခဲ့ပါတယ်။ဂျန်နီကအိပ်ပျော်မနေပဲသူ့ရဲ့ပါကိုကိုက်ခဲ့တာကြောင့်ဖောက်တဲ့ကဒေါသထွက်နေခဲ့ပါတယ်။အဲဒါကြောင့်သူကသူမကိုခေါ်ထုတ်သွားဖို့ဒေါသတကြီးမိန်ပေးလိုက်ပါတယ်။ ဒီပုံဟာခန်းထဲမှာတဲလွန်စားတွေအားလုံးကိုနေရန်ပေါ်ကတ်ထားခဲ့ပြီးတော့ဘန်နာဖုန်းကနေဖော်ဆိုမှုတစ်ခုကိုလည်းရရှိခဲ့ပါတယ်။ဒက်ချ်ကခေါ်တာဖြစ်ပြီးတော့စီးပွားရေးဆက်လုပ်မယ်ဆိုရင်သူ့ကိုတရားဥပဒေမိတ်ဆက်ပေးခြင်းကြောင့်ပြောဆိုနေခဲ့တာပါ။ Federal Agency တွေကြောင့်ဒါကချုပ်တင်ကာကွယ်မှုလုပ်ထားတာဖြစ်ကြောင်းသူကလီဗွန်ကိုပြောပြခဲ့ပါတယ်။သူကလီဗွန်ကိုဖိတ်ကြားမှာဖြစ်ပြီးတော့ပတ်စံယူလာခဲ့ဖို့ပြောခဲ့ပါတယ်။လီဗွန်ရဲ့အကြံကစီစဉ်ထားတဲ့အတိုင်းအလုပ်ဖြစ်နေခဲ့တာပါ။နောက်တစ်ရက်မှာတော့သူကတွေးဆုံပွဲကိုသွားခဲ့ပြီးတော့ Dash နဲ့ Dimiro နဲ့တွေးဆုံခွင့်ရခဲ့ပါတယ်။ ။ရှာဖွေမှုပြီးမှတော့သူက dash ကိုပတ်စံပေးခဲ့ပြီး dash ကသူ့ကိုသူ့ရဲ့ဖုန်းကိုစက်ပိတ်ခံခဲ့ပါတယ်။ဒီမီကသူ့ကိုသူမိတ်ဆက်တဲ့အခါမှာတော့လီဘွန်ကလည်းသူ့နံမီကိုပြီးဖြစ်မိတ်ဆက်လိုက်ပါတယ်။ဒီမီကသူ့ကိုရင်မောင်းလိုက်စဉ်တောင်းတဲ့အခါမှာတော့လီဘွန်ကစပွဲပေါ်ချပီးခဲ့ပါတယ်။အဆောင်တစ်ယောက်ကလိုင်စဉ်နဲ့တူပြန်လာပြီးဒီမီကိုစစ်ဆေးမှုပြုလုပ်ပြီးပြီဖြစ်ကြောင်းပြောပါတော့တယ်။ဒီမီကလည်းလီဘွန်ကိုလက်ဆွဲနှုတ်ဆက်ခဲ့ပြီးတော့ dash ကမူရဲ့ဈေးဝပါတဲ့အိတ်ကိုသူ့ကိုပေးလိုက်ပါတယ် အဲနော်ဒီမီကလိုအပ်ရင်ဘန်နာဖုန်းပေါ်မှာခရမ်းသီး emoji လေးစာတို့ပို့လိုက်ဖို့သူ့ကိုပြောခဲ့ပါတယ်။အဲထဲမှာပါရှိလဲဆိုတာကိုသူကြိုက်ရင်သူတို့ကစီးပွားဘက်တွေဖြစ်လာမှဖြစ်ကြောင်းကိုလည်းသူ့ကိုပြောကပြန်ခန်းလိုက်ပါတယ်။အဲနော်လီဘွန်ကမွေးရစေးဝါးတွေကိုအိမ်သားထဲမှာစွန့်ပစ်နေခဲ့ပါတယ်။သူ့ရဲ့အခန်းကိုပြန်ရောက်တော့ကလပ်ထဲမှာရှိနေတဲ့ဂျန်နီနဲ့သူ့တငယ်ချင်းတွေရဲ့တပ်ပုံတွေကိုကြည့်ရှုရင်းနဲ့သူကဘိုက်ဘာကိုတတိထားမိလိုက်ပါတယ်။ရော်နီရဲ့ဖုန်းကိုဝင်ကြည့်တဲ့အခါမှာတော့စာတို့တွေကိုမြင်ခဲ့ရသလိုရော်နီနဲ့ဘိုက်ဘာရဲ့ပုံတွေကိုလည်းမြင်ခဲ့ရပါတယ်။ ဓာတ်ရဲဘားကိုလည်းတည်နေရာဖြစ်မြင်ခဲ့ရပါတယ်။နောက်ပိုင်းမှာသူကအဲဒီကိုသွားခဲ့ပြီးတော့တပ်ပင်းနေနောက်ကတောင်းတနေရာမှာကားရက်ပြီးတော့ပုံအောင်နေခဲ့ပါတယ်။ကံကောင်းစွာပဲအာတမက်ကနိဗိညာမေကင်မရာနဲ့သူ့ရဲ့တည်နေရာကိုရှာဖွေတွေ့ရှိတဲ့အခါမှာတော့ဒါကိုသတင်းပို့ခဲ့ပါတယ်။ဒီမွန်တယောက်လည်းသူဘန်းခံရပြီဆိုတာကိုသဘောပေါက်ခဲ့ပြီးတော့ကားနစီရောက်လာတော့အလင်းမြန်ဆင်းလာခဲ့ရပါတယ်။ဒါနဲ့ဘန်ကိုကတော့သူ့ရဲ့တနတ်တွေကိုထုတ်ပြီးတော့သူ့ရဲ့ကားစီကိုတဲတဲမမတ်ကိုလာနေကြပါပြီ။ဒီမွန်ကဆိုင်ကယ်တစ်စီးကိုခိုးယူပြီးတော့အမြန်မောင်းထွက်သွားနိုင်ခဲ့ပေမဲ့ အာတမစ်ကတော့ဒီချောင်းကိုဖန်ကိုကိုပြောပြလိုက်တော့သူတို့ကနောက်ကနေလိုက်လာခဲ့ကြပါတယ်။သူတို့ကပြစ်ခတ်ခဲ့ကြပေမဲ့လည်းလီဗွန်ကကံကောင်းစွာမထီဘဲနဲ့လွတ်မြောက်သွားခဲ့ပါတယ်။မင်းနဲ့နေငယ်ကြတော့လီဗွန်ဟာဆိုင်ကယ်မောင်းနေရင်းနဲ့ဟန်ချက်ပြစ်ပြီးတော့ရဲကားတစ်စီးကိုဝင်တိုက်လိုက်ပါတယ်။ကံကောင်းစွာပဲသူဝင်တိုက်မိခဲ့တဲ့ရဲကားဟာအချင်းပြက်ရရှိတွေကရုရှားလူမိုက်တွေရဲ့လက်ကင်တုံးဖြစ်နေခဲ့တာပါ။သူတို့ကလီဗွန်ကိုထိုးကျိတ်ခဲ့ကြပြီးဒါနဲ့ဗန်ကိုရိုကလည်းသူ့ကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။ ဒီပုံသတိပြန်ရလာတဲ့အခါမှာတော့သွားနေတဲ့ဘန်ကားတစ်စီးထဲမှာရောက်နေတာကိုသတိထားမိလိုက်ပါတယ်။ဒါကသူ့ကိုဒီညာကိုဘလို့တိတာလဲလို့မေးကာဒီမီနဲ့သူ့ရဲ့ဆက်ဆံရေးကိုမေးလိုက်ပါတယ်။ဒီပုံကသူတို့ကိုမှတ်မိခဲ့ပြီးတော့သူတို့ကဝိုရဲ့တူတွေဖြစ်ကြောင်းကိုလည်းသူ့ကိုပြောပြခဲ့ပါတယ်။ဘန်ကောကသူ့ရဲ့ခြေောက်တွေကိုကြိုးချီနေတော့မှပဲဒီပုံကတိုက်ခိုက်လိုက်ပါတယ်။အပြန်လန်တိုက်ခိုက်ကြတဲ့အခါမှာတော့ရေမောင်းကသတိထားမိပြီးတော့ကားကိုအချိန်ပြင်းခဲ့ပါတယ်။သူတို့ကရုန်းကန်နေကြဆဲဖြစ်ပြီးတော့ဒီပုံကလူမိုင်းနှစ်ယောက်ထဲအာသာနေခဲ့ပါတယ်။ သူကရင်မောင်းကိုတနက်နေ့ပြစ်လိုက်တဲ့အခါမှာတော့ဗန်ကားကထိန်းချုပ်မှုလွတ်သွားကပေးတိုက်လိန်သွားပြီးတော့မြစ်ထဲကိုကြာကနေဖြစ်ခဲ့ရပါတယ်။ဒါကြောင့်လီဗွန်ကတနက်တလက်ကိုအမြန်ယူလိုက်ပြီးတော့လူမိုက်နေရောင်လုံးကိုပြစ်တတ်ခဲ့ပါတယ်။ဒီနောက်မှာတော့သူကဗန်ကားလေးကနေဆင်းလာခဲ့ပြီးတော့ကားကိုမြစ်ထဲကိုတွန်းချလိုက်ပါတယ်။နောက်ခဲမှာဆိုင်မွန်ကအေးဆက်တဲ့ကြောက်ပြားတွေပေါ်မှာအတက်မဲ့စွာလဲလျောင်းနေတဲ့သူ့ရဲ့သားတွေကိုနာကျင်စွာနဲ့ကြည့်ခဲ့ပြီးစစ်ကောင်စီကိုခေါ်ယူဖို့သူ့ရဲ့လူတွေကိုမိတ်ပေးခဲ့ပါတယ်။ ဗိုင်ပါနဲ့အာဒမစ်တို့ကဂျန်ဒီအဖြစ်အပျက်ကြောင့်မကြည်မနက်ဖြစ်နေတဲ့ဒီမီနဲ့တွေ့ဆုံခဲ့ကြပါတယ်။ဖောက်တယ်ကသူ့ရဲ့ပါးကို36ချက်ချုပ်ခဲ့ရတဲ့အတွက်ဒီမီကဒေါ်လာ3သိန်းဆုံးရှုံးခဲ့ရပါတယ်။အိုင်နာဖောက်တယ်ကဂျန်ဒီကိုတပ်ပစ်ချင်းပြီးတော့ဒီမီကလည်းသူ့ကိုဖယ်ထုတ်ချင်နေတာကြောင့်သူတို့ကိုထွက်သွားဖို့အော်ရခဲ့ပါတယ်။ဆိုင်မွန်ကစစ်ကောင်စီရှေ့မှာကိစ္စကိုတင်ပြခဲ့ပြီးသူတို့ကကပ်နဲ့နီစတာဆိုတဲ့အမျိုးသားအုပ်ကိုဒီမီကိုရှာပြီးတော့ဖြေရှင်းချက်တောင်းဖို့တာဝန်ပေးခဲ့ကြပါတယ်။မကြခင်မှာပဲဒီမီကကလပ်တစ်ခုမှာပျော်ရွှင်စွာချိန်ပြုံးနေတာကိုတွေ့တော့ ကာကာကြီးစံတွေကိုလေထဲကိုပစ်ကာပါတီပွဲကိုရုတ်တရက်ဆုံးသတ်ခဲ့ပါတယ်။ဆိုင်မွန်ကဒီမိကိုသူ့ဖေကကလေးတိုင်းမှာကျိုးတုပ်ခံထားရပြီးတော့ရေကန်ထဲမှာရင်းနဲ့တက်ခံခဲ့ရတဲ့အကြောင်းထုတ်ပြောလိုက်ပါတယ်။ဒီမိကတော့ဒါကကောင်းတဲ့သတင်းပဲလို့ခံစားနေခဲ့ရပါတယ်။ဒါမဲ့ဆိုင်မွန်ကသူ့သားတွေပါတခြားလူတယောက်ကြောင့်တည်ဆုံသွားကြောင်းပြောလိုက်တဲ့အခါမှာတော့ဒီမိတယောက်တော်လှန်သွားခဲ့ရပါတယ်။ဘသူမှသူ့ကိုဘာမှမပြောတဲ့အတွက်သူကဒီအကြောင်းကိုလုံးဝကိုမသိခဲ့တာပါ။ညီကိုတွေကသူ့ကိုပယ်ကန်လို့ဆက်ဆံနေတယ်လို့သူကခံစားခဲ့ရပါတယ်။ မစ္စတာကလီဘွန်ရဲ့တပ်ပုံတပုံကိုသူ့ကိုပြလိုက်တဲ့အခါမှာတော့ဒီမီတယောက်သူ့ကိုချက်ချင်းကိုမှတ်မိသွားခဲ့ပါတယ်။သူကမော်တော်ဆိုင်ကဂိုင်းတစ်ခုကိုအဆက်အသွယ်ရင်းနဲ့အတူရန်ပုံငွေထောက်ပံ့ပေးပြီးတော့သူတို့ကတကယ့်ငွေသားရှိတဲ့ဝယ်သူတွေနဲ့သူ့ကိုမိတ်ဆက်ပေးကြောင်းထုတ်ပြောလိုက်ပါတယ်။တကယ်ကြောက်လန့်နေပြီဖြစ်တဲ့သူကလီဘွန်နဲ့9မိနစ်တွဲဆုံခဲ့ကြောင်းဝန်ခံခဲ့ပြီးတော့သူ့ရဲ့လိုင်စင်တပ်ပုံကိုလည်းဆိုင်မွန်ကိုပြသခဲ့ပါတယ်။ဒီနောက်မှာတော့ဆိုင်မွန်ကလီဘွန်ကသူ့ကိုလိုက်လံဖမ်းဆီးနေကြောင်းသူ့ကိုပြောပြခဲ့ပြီးသူ့ရဲ့လူတွေနဲ့ထွက်ခွာသွားခဲ့ပါတယ်။ ဟက်ကာတိုးရဲ့အကူအညီနဲ့လီဘွင်းရဲ့ကိုယ်ရေးကိုယ်တာချက်လက်တွေကလည်းဖော်ထုတ်ခံခဲ့ရပါတယ်။နောက်တစ်ရက်မနက်မှာတော့ရောဂါငြိမ်းချမ်းစွာယောဂလေ့ကျင့်နေပေမဲ့လည်းသူ့ရဲ့ငြိမ်းချမ်းမှုကိုကာကနက်ဒီစတာတို့ကနောက်ရှေ့ခဲ့တဲ့အတွက်ရောဂါစကားမပြောနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်။ကောင်းမောင်းနေတော့မှလီဘွန်ကမေရီရဲ့အကြောင်းကနေဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့ပြီးတော့ဘသူမှသူ့ကိုလာမခေါ်သေးကြောင်းအကြောင်းကြားခဲ့တာပါ။အဲဒါကြောင့်သူကချက်ချင်းသွားခဲ့ပြီးတော့တမိကိုခေါ်ဆောင်ခဲ့ရပါတယ်။သူတို့ကကောင်းမောင်းနေတော့မေရီကပုံမှန်နောက်ကျတာမျိုးမဟုတ်တဲ့အတွက်ရောဂါဗမာလဲလို့တွေးတော့နေခဲ့ပါတယ် ဒီမွန်ကသူနဲ့ဆက်သွယ်မရသေးပေမဲ့လည်းသူအဆင်ပြေကြောင်းမေရီကိုပြောခဲ့ပါတယ်။သူသမီးစီကနေယုံကြည်မှုရအောင်လုပ်ပြီးတော့မကောင်းတဲ့လူတို့ကသူ့ကိုနိုင်နေကြောင်းဝန်ခံခဲ့ပြီးသူချစ်ရတဲ့သူဘသူမှကိုမထိခိုက်စေချင်ခဲ့တာပါ။မေရီကသူ့ကိုတင်နီယာဖွင့်ထားတာကြောင့်ရော့ရဲ့တင်နီယာကိုစစ်ဆေးဖို့ဒီမွန်ကိုတောင်းဆိုခဲ့ပြီးတော့သူကအိမ်မှာရှိနေကြောင်းသိသွားခဲ့ပါတယ်။ဒီမွန်ကကားကိုမြန်လှည့်လိုက်ပြီးသူတို့ရောက်တဲ့အခါမှာတော့အိမ်ကမီးလောင်နေတာကိုတွေ့ခဲ့ရပါတယ်။ဒီမွန်ကအမေရီကိုကားနားမှာစောင့်နေခိုင်းခဲ့ပြီးတော့အဲဒဲကိုအမြန်ပြေးဝင်သွားခဲ့ပါတယ်။ ကံကောင်းနာကတော့ရိုင်းတဲ့ခံထားရပြီးကြီနောင်ထားတဲ့ rock ကိုသူကတွေးရှိခဲ့ပြီးတော့ချက်ချင်းသူ့ကိုအပြင်ကိုတည်လာနိုင်ခဲ့တာပါဒီနောက်မှာတော့ livon ကဒီလူတွေဟာ russia mafia တွေဖြစ်ကြောင်းဝန်ခံခဲ့ပြီးတော့သူတို့ကသူ့ကိုရှာဖွေနေခဲ့ကြောင်း rock ကိုပြောပြခဲ့ပါတယ် rock က livon ကိုမုန်းတီးဖို့အကြောင်းပြချက်ထက်ရှိလာတဲ့အတွက်ဒါတွေကသူ့ကြောင့်ဖြစ်လာတာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ် livon ဟာသူ့ကိုအိမ်ထဲမှာထားခဲ့နိုင်ခဲ့ပေမဲ့သူ့ရဲ့အသက်ကိုကယ်တင်ခဲ့ကြောင်း mary ကသူ့ကိုတတိပေးလိုက်တဲ့အခါမှာတော့ rock တယောက်ပြည့်ရှိတယ်လို့ခံစားခဲ့ရပါတယ် ဲနောက်လီဘွန်ကမယ်ရီကိုသူနဲ့တူဆိုရင်လုံခြုံတဲ့အကြောင်းပြောပြီးတော့ဆေးရုံကိုသွားဖို့သာပြောခဲ့ပါတယ်။ဒူနာတင်ယူနေရောက်ရှိလာခဲ့ပြီးရော့ကလည်းလီဘွန်ကိုကျေးဇူးတင်စကားပြောကာထွက်ခွာခဲ့ပါတယ်။လီဘွန်ကမယ်ရီကိုဂန်နီရဲ့အိမ်ကိုခေါ်သွားပေးခဲ့တဲ့အခါမှာတော့ဂန်နီနဲ့သူ့ရဲ့ဇနီးဂျွိုက်တို့ကသူတို့သားဖကိုပြောချင်စာကြိုဆိုခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့ဂန်နီနဲ့လီဘွန်တို့အပြင်ဘက်မှာထိုင်ပြီးစကားပြောကြရင်းနဲ့အချင်းအရာဆိုးရွားလာပြီဆိုတာကိုဂန်နီကသဘောပေါက်နေခဲ့ပါတယ်။ ဒီဘုံအကန်ဒီကိုတကယ်ပဲရှာတွေ့နိုင်မလားလို့သူကတွေးနေခဲ့ပေမဲ့လေဒီဘုံကတော့အဆုံးဖြတ်ချက်တဲ့ပုံနေခဲ့ပါတယ်။ကန်ဒီကသူ့ကိုကိုညီဘောအဆုံးဖြတ်ခဲ့ပြီးတော့တနတ်ခန်းကိုခေါ်သွားကတိုက်ပွဲအတွက်ရည်သွေးမြစ်လက်နက်တွေကိုလည်းပေးရခဲ့ပါတယ်။အဲဒီနောက်မှာလီဘုံကထုတ်ကွာဖို့ပြင်ဆင်ရင်းတဲ့အိတ်တွေကိုကားနောက်ဖုံးထဲကိုထည့်ခဲ့ပါတယ်။သူ့ကိုတော်ရုံမြင်ရတဲ့အတွက်အမေရိကသူ့ကိုဒုက္ခမရောက်စေချင်ခဲ့ပေမဲ့လေသူကတော့ပြန်လာမယ်လို့ကြေပေးလိုက်ပါတယ်။ဒီနောက်မှာတော့လီဘုံကသူ့သမီးကိုအမေရိကန်နဲ့ UK လန်တွေပါတဲ့ဒစိတစ်ခုကိုပေးလိုက်ပြီးတင်ထားဖို့နဲ့ ပြန်လာမှယူမှာဖြစ်ကြောင်းကို ပြောခဲ့ပါတယ်။အဲဒါကြောင့်မေရီလည်းစိတ်သက်သာရရခဲ့ပြီးသူကမေရီကိုနှွေးထွေးစွာပွေ့ဖွဲ့ရင်းနဲ့သူ့မြေတားကိုဖော်ပြပြီးမှကားပေါ်တက်ကထွက်လာခဲ့လိုက်ပါတယ်။ဒီချိန်ထဲမှာပဲဘိုင်ဘာနဲ့အာတမီတို့ကသူတို့ရဲ့တာဝန်ကိုထမ်းဆောင်ဖို့ဂျန်နီကိုကားပေါ်တင်ခေါ်သွားခဲ့ကြပါတယ်။ဒါမဲ့ဂျန်နီကမတော်တဆမှုတစ်ခုကိုဖြစ်ပွားစေပြီးတော့ကားတွေကနေထွက်ပြေးနိုင်ခဲ့ပါတယ်။ဘိုင်ဘာတို့ကသူ့ကိုလိုက်ဖမ်းပြီးတနက်နေ့ပြစ်ခတ်ခဲ့ကြပေမဲ့လွတ်မြောက်ခြင်းနဲ့တွေ့ဆိတ်ဆောင်နေတဲ့ဂျင်နီကတော့သူမရဲ့လက်ကကြိုးတွေကိုဖြေနိုင်ခဲ့ပြီးမြန်မြန်ဆန်ဆန်ပြေးနိုင်ခဲ့ပါတယ်။ မကြခင်မှာပဲဗိုက်ဘာနဲ့အာတမက်တို့ကသူ့ကိုမျက်ခြေပြတ်သွားတဲ့အခါမှာတော့တော်တော်လေးစိတ်ပြတ်သွားခဲ့ပါတယ်။ဘယ်ရာကားမှမတားဆီးနိုင်တော့ပဲနဲ့တီမီကသူ့တို့အပေါ်သူ့ရဲ့ဒေါသကိုပုံချတော့မှာပဲဖြစ်ပါတယ်။ဒီချိန်မှာဂျန်နီတယောက်ရဲကားတစ်စီးနဲ့ကြုံတွေ့ခဲ့ရတဲ့အတွက်မျောလင်းခြင်းနဲ့ချက်ချင်းကားစီကိုပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာပဲဒါကအချင်းပြက်ရဲရရှိနေဦးဖြစ်နေခဲ့ပြီးတော့သူ့ကိုငရဲလိုနေရာစီကိုပြန်ခေါ်သွားခဲ့ကြပါတယ်။ဗိုက်ဘာနဲ့အာတမက်တို့ကသူ့ကိုတတ်တော့မဲ့အချိန်မှာပဲဖောက်တဲ့စီကနေဗီဒီယိုကောခေါ်ဆိုမှုတစ်ခုရောက်လာခဲ့ပါတယ်။ ဂျန်နီတက်ရှင်နေတာကိုမြင်တော့သူကဒီညမှာဒေါ်လာတန်းပေးပြီးတော့ဂျန်နီကိုနောက်တစ်ချိန်စူးစမ်းခြင်းကြောင့်သူတို့ကိုပြောလိုက်တာပါ။ဗိုက်ပါလဲသဘောတူခဲ့ပြီးတော့ဂျန်နီကိုရေမိုးချိုးကိုင်းကအစင်သင်းဖြစ်စေရမယ်လို့အာမခံခဲ့ပေမဲ့ဖောက်တေကသူ့ကိုညက်ပတ်နေတဲ့အတိုင်းပဲလူချင်းကြောင့်ပြောဆိုလိုက်ပါတယ်။ဂျန်နီတယောက်သူ့ကိုပြစ်ချထားတဲ့ညက်ပတ်နေတဲ့ရေကန်ထဲမှာမျောလင်းကျင်မဲ့စွာထိုင်နေခဲ့ပြီးသူ့ရဲ့ဂျင်းဒီကိုလည်းစိတ်ပြည့်ညှိငွေနေခဲ့ပါတယ်။ဒီနောက်မှာတော့လီဝန်ကဒီမီရှိယာနေရာကိုရောက်လာခဲ့ပြီးတော့အဆောင်တွေကိုတယောက်ပြစ်တယောက်အမြန်ဆုံးမောက်သိမ့်နေခဲ့ပါတယ်။ အပြင်မှာရှိတဲ့သူတွေဒါကိုသတိထားမိတဲ့အချိန်မှာတော့ဒီဘုံကလက်ပြပုံးနဲ့ပစ်လိုက်ပြီးတော့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။သူကအဆောင်တွေအားလုံးကိုဂိုင်းတွေဖြည့်ရှင်းပြီးတဲ့အခါမှာတော့ဇပွဲအောက်မှာမျိုးသမီးတစ်ယောက်နဲ့ကြောက်ရွံ့စွာပုန်းနေတဲ့ဒီမီစီကိုတွားခဲ့ပါတယ်။ဒီမီကမျိုးသမီးကိုတစားကန်ဖြစ်ဖမ်းဆီးပြီးတော့ဒီဘုံကိုတားဖို့သူမရဲ့ခေါင်းကိုတနက်နဲ့ချိန်ထားပါတယ်။ဒါမှမဟုတ်လည်းသူမသိလိုက်ခင်မှာပဲလီဘုံကသူ့ရဲ့လက်ကိုတိကျစွာပစ်ခတ်လိုက်ပြီးတော့ထုတ်ချင်းပေါက်သွားစေခဲ့ပါတယ်။ သူကနာကျင်မှုကြောင့်တနန်းတဲ့အမျိုးသမီးကိုလက်လွတ်လိုက်တဲ့အခါမှာတော့ဒီဘွန်ကသူ့ကိုဒီမီရဲ့ပတ်စံကိုယူပြီးတော့ထွက်ပြေးဖို့ပြောလိုက်ပါတယ်။သူထွက်သွားတော့ဒီဘွန်ကဒီမီကိုဂျန်ဒီရဲ့တပ်ပုံကိုပြသပြီးတော့သူ့ဘမလဲလို့မေးလိုက်ပါတယ်။ဒီမီကရင်မောခဲ့ပြီးတော့ဒီဘွန်ကဘာလို့သူ့အတွက်ရအားလုံးကိုစွန်းစားနေတာလဲလို့သိချင်နေခဲ့ပါတယ်။ဒီဘွန်ကလည်းသူ့ရဲ့နောက်မှာရှိနေမယ်လို့ဂရီပေးခဲ့တဲ့အတွက်ကြောင့်ဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။ဒီဘွန်ကြောင့်နေတဲ့ဒီမီကသူ့ကိုဂျန်ဒီရှိရာစီခေါ်သွားပြေးဖို့သဘောတူခဲ့ရပါတယ်။ ဒီဘောင်ကသူ့ကိုခေါ်ဆောင်သွားခဲ့ပြီးကားမောင်းနေတော့မှာပဲဘိုင်ဘာရဲ့တပ်ပုံကိုသူ့ကိုပြသလိုက်ပါတယ်။သူကလူဆွမ်းအားအင်းမြစ်ဌာနရဲ့ကြီးကဲနဲ့အထူးစီမံကိန်းအတွက်စုဆောင်းသူဖြစ်ကြောင်းဒီမီကထုတ်ပြောလိုက်ရပါတယ်။ဒီနောက်မှာတော့ဒီမီကဂျန်နီကိုပြမလို့ခေါ်လိုက်တော့ဒီဘောင်ကသူ့ရဲ့စောက်ခွက်ကို6ချက်လောက်ထိုးခဲ့ပါတယ်။သူတို့ကမကြခင်မှာပဲဥဒိယာကိုရောက်ရှိလာခဲ့ပြီးတော့ဒီမွန်တယောက်ဒီမီကိုကားထဲကနေထုတ်ခဲ့ပါတယ်။တနက်နဲ့ချိန်ထားရင်နဲ့သူကဘသူကဂျန်နီကိုဘာကြောင့်ရွေးတာလဲလို့မေးခဲ့ပါတယ်။ ဒီကားကြတော့ဒီမီကဂယူမဆိုင်တဲ့ပုံစံနဲ့ဘိုင်ဘာကကလပ်ကိုသွားကအလန်းလေးတွေကိုတပ်ပုံရိုက်ပြီးတော့ဖောက်တယ်တွေစီကိုပို့ချောင်းနဲ့ဖောက်တယ်တွေကရွေးချယ်ရင်သူတို့ကအထူးဝန်ဆောင်မှုပေးတာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။ဒီဘုံကမင်းကလေးတွေကလူသားတွေဖြစ်ကြောင်းသူ့ကိုတတိပေးခဲ့ပေမဲ့လေဒီမီကတော့ဒါကိုဂယူမဆိုင်ပဲနဲ့ပတ်စံကိုသာလိုချင်ခဲ့တာပါ။အချင်းတပီးမဖြုံးညင်တော့တဲ့လီဘွန်ကလည်းသူ့ကိုကံငယ်လေးရဲကိုကန်ချခဲ့ပြီးတော့အတန်တိတ်ပြောင်းတက်ထားတဲ့တနတ်နဲ့ခေါင်းကိုနှစ်ချက်လောက်ပြစ်တက်ခဲ့ပါတယ်။ဒီနောက်မှာတော့သူကတနတ်ကိုကားထဲကနေယူလိုက်ပြီးတော့သူ့ကိုသူတိုင်းချီနောင်က တိုက်ပွဲဆင်နွှဲဖို့အတွက်ချီတက်လာခဲ့ပါတယ်။အထက်မှာမျိုးသားမျိုးသမီးတွေကဘီလီယာကစားရင်းနဲ့စကားပြောကကောင်းမွန်တဲ့အချိန်တွေကိုပိုင်ဆိုင်နေခဲ့ကြပြီးတော့ဂျန်ဒီကိုခေါ်ထားတဲ့ဖောက်တယ်လေပါဝင်ခဲ့ပါတယ်။ဂျန်ဒီတယောက်မျောလင်းခြင်းမဲ့စွာစံတရားပေါ်မှာထိုးကြတဲ့တခြင်းကိုတီးခတ်နေချိန်မှာတော့ဒီဘုံကတိတ်တဆိတ်နဲ့အဆောင်တွေကိုတယောက်ပြီးတယောက်ရှင်းထုတ်နေခဲ့ပါတယ်။ဒီချိန်ထဲမှာပဲတက်ကလီဘွန်အကြောင်းတင်ပြရရှိခဲ့ပြီးတော့သူကဒီမီရဲ့ထောင်ချောက်အင်စီကိုသွားနေကြောင်းသိရှိခဲ့ပါတယ်။တက်ကသူ့ရဲ့တနက်ကိုဆွဲယူပြီးတော့သူ့ရဲ့မော်တော်ဆိုင်ကယ်ခိုင်းသားတွေကိုစူးစီးကာ လက်နက်တွေနဲ့လီဘွန်ကိုဖမ်းဆီးဖို့ထွက်ခွာခဲ့ကြပါတယ်။ဒီနောက်မှာတော့လီဘွန်ကအာတမစ်နဲ့ဘိုင်ဘာတို့ဂျန်နီကိုစန်ဒီယားကနေခေါ်ထုတ်နေတုန်းမှာနောက်ဘေးကနေအိမ်ထဲကိုဝင်ရောက်လာခဲ့ပါတယ်။သူကဂျန်နီရဲ့လက်တွေကိုပေါ်မြောက်ကကြိုးချီခဲ့ပြီးမှပဲဖောက်တဲ့ကိုခေါ်ဖို့ထွက်ခွာခဲ့ကြပါတယ်။အဲဒီမျိုးသားကဓာတ်ချောင်းကိုကောက်ယူလိုက်ပြီးဂျန်ဒီကိုသူ့ခန္ဓာကိုယ်အတွင်းမှာဘလို့ပုံစံရှိမလဲလို့စဉ်းစားနေကြအောင်ပြောလိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲလီဘွန်ကလက်ပြပုံတစ်လုံးကိုအိမ်ထဲပြစ်လိုက်တဲ့အခါမှာတော့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ဖောက်တဲ့ကိုယ်လည်းရပ်တန့်စေခဲ့ပါတယ်။ တနပ်ပြကတ်မှုဖြစ်ပွားခဲ့ပြီးဒီဘုံကလည်းအဆောင်တွေနဲ့တိုက်ခိုက်ရင်းနဲ့ရှောင်းရင်တင်းင်းနဲ့ဂျက်စီချင်းလုံနေခဲ့ပါတယ်။အဲဒီရီကအသက်ရှင်တန်ဖို့အတွက်အိမ်ထဲကနေထွက်ပြေးခဲ့ကြပြီးဒက်ရှ်နဲ့သူ့ရဲ့ခိုင်းသားတွေကလည်းရောက်ရှိလာခဲ့ပါတယ်။သူတို့ဘာတိုက်ပွဲတွေပါဝင်လာတဲ့ခါမှာတော့တနပ်ပြစ်ချက်တွေပုံပြီးတော့ပြင်းထန်လာခဲ့ပေမဲ့ဒီဘုံကသူ့ရဲ့ပြောင်ပြောင်းတဲ့စွမ်းရည်တွေနဲ့သူတို့ကိုဆက်လက်ရှင်းပြနေခဲ့ပါတယ်။ဂျန်နီကအော်ဟေဖို့စူးစမ်းခဲ့ပေမဲ့လည်းအာတမက်ကသူ့ရဲ့ပါဇက်ကိုပိတ်ပြီးတော့လေဘင်းကိုတနပ်နဲ့ချိန်ထားလိုက်ပါတယ်။ ဘိုင်ဘာကယုံကြည်မှုမရှိတဲ့အတန်နဲ့ဖောက်တဲ့ကိုအရာအားလုံးထိန်းချုပ်ထားကြောင်းအမခန့်နေခဲ့ပါတယ်။ဒီပုံကကိုင်းသားရီတဲကနောက်ဆုံးလူကိုရှင်းပြခဲ့ပေမဲ့လည်းဒက်ကသူ့စီကိုရောက်လာခဲ့ပါတယ်။သူတို့ကပြင်းထန်တဲ့တိုက်ပွဲတစ်ခုကိုစတင်ခဲ့ကြပေမဲ့ဒီပုံကအေးတာနေခဲ့ပြီးတော့ဒါးချောင်းကိုတိုက်ရဲလေဘင်းတွေကိုထိုးသွင်းလိုက်ပါတယ်။သူ့ရဲ့တိုက်ပွဲကဒက်နဲ့မဟုတ်ကြောင်းဒီပုံကပြောခဲ့ပေမဲ့လည်းဒက်ကသူ့ဒီချောင်းပြောကဒါကိုဆုံးသတ်ဖို့သူ့ကိုတိုက်တွန်းနေခဲ့ပါတယ်။ဒါကြောင့်ဒီပုံကဒက်ရဲ့မျိုးလုံးတွေမပိတ်ခင်သူ့ကိုဆုံးသတ်ပေးခဲ့ပါတယ်။ အဲနောက်သူကအဟင်းနေရဲ့ဂျင်ဒီကိုသူ့ရဲ့အတန်ကနေတဆင့်ဘယ်မှာရှိနေလဲဆိုတာကိုရှာဖွေနိုင်ခဲ့ပါတယ်။ဖောက်တေကသူ့ကိုရင်ဆိုင်ခဲ့ပြီးတော့ဘလို့လို့ဒီကိုဝင်လာရေးတာလေးလို့မေးလိုက်ပါတယ်။ဒါမဲ့သူကချက်ချင်းပဲတနက်နဲ့ပြစ်ခံလိုက်ရပြီးတော့ရေကန်လေးကိုလွှင့်ထွက်သွားခဲ့ပါတယ်။ဘိုင်ပါနဲ့အာတမက်တို့ကထိတ်လန့်သွားခဲ့ကြပြီးတော့ဘိုင်ပါကကြီးစံဒီကုံသွားတဲ့အထိကိုလီဘုံကိုပြစ်နေခဲ့ပါတယ်။လီမိုတယောက်ရှောင်းနေယူတာမကဘိုင်ပါကိုရိုင်ဖန်နဲ့ချိန်ပြီးတော့အထဲကိုဝင်လာခဲ့ပါတယ်။ဒီဘုံကသူ့ကိုမြေပြင်ပေါ်လဲကျသွားအောင်လက်သီးနဲ့ထိုးလိုက်ပါတယ်။ အဲ့တော့အာဒမက်ကဂျန်နီကိုခုံအုပ်ခဲ့ပေမဲ့ဂျန်နီကသူ့ကိုပြန်ကန်လိုက်တဲ့အခါမှာတော့သူ့ရဲ့ခေါင်းကအုတ်ခဲနဲ့တိုက်မိပြီးတော့ထိခိုက်သွားခဲ့ပါတယ်။ဒီနောက်မှာတော့လီဘွန်ကဘိုင်ဘာကိုသူ့ရဲ့ဘွားမှာပြင်းထန်ဆုံးရိုက်နှက်မှုကိုခံစားစေခဲ့ရပြီးသူ့ရဲ့အမိကိုတောင်တားဆီးခဲ့ပါတယ်။ဂျန်နီကအာဒမက်ကိုရေးသားခဲ့ပြီးတော့ဒူးနဲ့လေဘင်းကိုညှစ်ထားခဲ့ပါတယ်။ဒီနောက်မှာတော့လီဘွန်ကဘိုင်ဘာရဲ့လေဘင်းကိုတတောင်စင်းနဲ့ချိုးကတတ်ပစ်ခဲ့ပြီးဂျန်နီကလည်းဒူးနဲ့အာဒမက်ရဲ့လေဘင်းကိုချိုးပစ်လိုက်ပါတယ်။အဲဒီအချိန်မှာပဲကားနဲ့နစ်စတာတို့ကရောက်ရှိလာခဲ့ပါတယ်။ ဒီဘုံကဂျန်နီကိုကျိုးပြေပေးခဲ့ပြီးတော့နောက်ကနေလီကက်လိုက်လာဖို့ပြောလိုက်ပါတယ်။အချင်းပြေရဲရာရှိတွေရောက်လာခဲ့ပေမဲ့ကားကသူတို့ရဲ့ကားကိုပောက်ကွဲအောင်စစ်တပ်နဲ့ပြစ်လိုက်တဲ့အခါမှာတော့သူတို့ကဆင်းဖို့တောင်ချိန်မရခဲ့ပါဘူး။မစ္စတာကလီဘုံကိုတွေ့သွားတော့တနက်နဲ့ပြစ်လိုက်တဲ့အခါမှာဒီဘုံကဂျန်နီနဲ့တူပုံအောင်ခဲ့ရပါတယ်။ကားကလည်းဝင်ရောက်ပြစ်ခတ်လိုက်တဲ့အခါမှာတော့လီဘုံကသူ့ရဲ့တနက်ကိုခေါင်းပေါ်ကိုချိန်ပြီးတော့ကင်မရာကိုအသုံးပြုကာကားကိုတိတိကျကျပြစ်ခတ်တပ်ပြတ်ခဲ့ပါတယ်။နေစာကကြည်ပြေနေတော့မှလီဘုံကသူ့ရှိကိုလက်ပြုံတလုံးပြစ်ချခဲ့ပြီးတော့ဇီဝင်ချွေပေးလိုက်ပါတယ် ဲနောက်မှာသူကရိုင်ဖယ်ကိုဘီလီယက်ဇပွဲပေါ်မှာတင်ထားခဲ့ပြီးတော့လေးစားသမှုပြုကဂျန်နီနဲ့အတူအိမ်ကနေထွက်ခွာခဲ့ပါတယ်။ဂျန်နီကလည်းမထွက်ခွာခင်မှာအိမ်ကြီးကိုလက်ကလေးထောင်ပြလိုက်ပါသေးတယ်။သူတို့နှစ်ယောက်စလုံးကဆိုင်ကယ်တစ်စီးစီးနဲ့မောင်းထွက်သွားခဲ့ကြတဲ့အခါမှာတော့တောင်းတနေရာမှာရပ်ပြီးတော့စောင်းကြည့်နေတဲ့ဆိုင်မွန်ကသူ့တရေစီကိုဖုန်းခေါ်လိုက်ပါတယ်။ဆိုင်မွန်ကလီဘွန်ဟာမိန်းကလေးနဲ့အတူထွက်ပြေးခဲ့ကြောင်းကိုသူ့ကိုပြောလိုက်တာပါ။ဒါမှမဟုတ်လေတတိကသူတို့ကိစ္စမိုးတော့တဲ့အတွက်သူ့ကိုလှုပ်ပေးလိုက်ဖို့ပြောလိုက်ပါတယ်။ ဆိုင်မွန်ကညင်လိုက်တဲ့အခါမှာတော့တရေကသူတို့ကဆုံးသက်လိမ့်မယ်လို့သူ့ကိုပြောခဲ့ပါတယ်။ညီကိုတွေကဆိုင်မွန်ရဲ့ကိုယ်ရေးကိုယ်တာလက်စားချေမှုထက်ပိုပြီးအရေးကြီးကြောင်ခန်းစားခဲ့ရပြီးဆိုင်မွန်ကိုလည်းတေချာနားလည်အောင်ရှင်းပြခဲ့ပါတယ်။ဖုန်းကြသွားတဲ့အခါမှာတော့ဆိုင်မွန်ကစိတ်ပြက်လက်ပြက်နဲ့နာနာကျင်ကျင်အော်ဟစ်နေခဲ့ပါတယ်။နောက်တစ်မိနစ်မှာတော့လီဘွန်ကဂရီပေးထားတဲ့အတိုင်းဂျန်နီကိုအိမ်ပြန်ပို့ပေးလိုက်တဲ့အခါမှာတော့ဂျိုးတို့မိသားစုကိုပျော်ရှင်သွားစေခဲ့ပါတယ်။ကာလာနဲ့ဂျိုးတို့ကလည်းသူတို့ရဲ့သမီးလေးကိုငိုကြွေးရင်းနဲ့ပွေးဖက်ခဲ့ပြီးမှတော့ ဒီဘွန်ကိုပွေးဖက်ကကျေးဇူးတင်ကြောင်းဖော်ပြခဲ့ကြပါတယ်။အကုန်လုံးပုံမှန်ပဲဆိုတာဒေချာမလီဘွန်တယောက်ထွက်ခွာလာခဲ့ပါတယ်။အဲဒီတော့သူကဂျန်နီရဲ့အိမ်ကိုရောက်တော့မယ်ရီကသူ့စီကိုပြေးလာကပွေးဖက်ကြိုးဆိုလိုက်ပါတယ်။ဒီနောက်မှာတော့သူကမယ်ရီရဲ့နှဖူးလေးကိုနမ်းလိုက်ပြီးတော့ကြိုးဆိုနေတဲ့ဂန်ဒီကိုလည်းလက်ဆွဲနှုတ်ဆက်ဖို့သွားခဲ့ပါတယ်။သူ့ကိုမြင်ရလို့ပျော်ရွှင်နေတဲ့ကြိုက်ကိုလည်းလီဘွန်ကပွေးဖက်ခဲ့ပါတယ်။ထိုင်ပြီးတော့သူကဂျန်နီကိုရှာတွေ့ခဲ့ကြအောင်ဂန်ဒီကိုပြောခဲ့ပြီးမှသမင်းတူတူစားခဲ့ကြပါတယ်။ သူ့ကိုပြေးဖက်ထားရင်လည်းဂန်ဒီကအင်ကနေကြိုးဆိုပါတယ်လို့ပြောလိုက်တဲ့အခါမှာတော့ဒီဗွန်တယောက်ရင်မောခဲ့ပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျာဒီလိုဇလန်ကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုတိုင်းရင် subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။အစုံဒီနားဆင်ပေးကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။